ရှင်တထောင်နဲ့ကတ္တပညီနောင်တို့ကိုတရားပြတော်မူကံပြီးကတ္တစာပေကိုထောက်ဆ၍ဗျာဒူလာပြည်နေကို ရှင်တထောင်နေဟုဆိုကြ၏ဘုရားမြတ်စွာသည်မဟာတက္ကရိတရား၃ခုနှင့်ကဆုံလာပြည်နေတွင်ဘုရားဖြစ်သူရောက်တော်မူပြီးတော့ဝါဆိုလာပြည်နေတွင်တရားဥပ္ပိဓမ္မဆက်ကြတရားတော်ကိုဟောကြားတော်မူပြီးတော့ထိုနှင့်အတွင်၌ပင်စဝက်ကီငါဦးယတနေ့တငယ်ချင်း54ဦးတို့ကို အဟိဘိတ်ကူယဟမြပြုပေးပြီးတော့၎င်းတို့နဲ့အတူမိကတာဝုံတွင် ပထမဝါကတ်တော်မူပါသည်ဝါကျွတ်ချိန်၌ဥရဝေလတော်တို့ကြွတော်မူစဉ်ကပတိကတော်၌ဗဒဝကီညီနောင်30တို့ကိုအဟိဘိတ်ကူယဟမြပြုပေးပြီးနောက်နဒေါ်လာကုန်ပြတော်လာဆန်၌ယတိတ်တထောင်ကတပညီနောင်တို့ရှိရသောဥရဝေလတော်တို့ရောက်တော်မူပါသည်ကတပမျိုးနွယ်ဝင်အကိုကြီး ဥရဝေလလက်ကတပယတိကတပဲ့900ညီလနိကတပကယတိတပဲ့300ညီငယ်ဆုံးကရကတပကယတိတပဲ့နေရတို့ကိုဥဆောင်လျက်ခန်းဆရာကြီးများဖြစ်ယုံများတမက တပဲ့ဓာယိကဒဂါမများစွာဖြင့်ကြော်ကြားထင်ရှားနေကြသူများလည်းဖြစ်ကြ၏၎င်းတို့သည်ဖျားပွင့်တော်မမှုစင်ကပင်လျေလူဘဝတွင်ဘေဒင်ကျမ်းတဲ့ပညာရှင်များဖြစ်ကြပြီးတော့ဘေဒင်ပညာရဲ့၌ မျက်မှောက်အကျိုးကိုသာတွေ့မြင်ရ၍တမန်လိုအကျိုးကိုမတွေ့မြင်နိုင်တော့ကြောင်းယတိဝက်လာချခြင်းပဲဖြစ်ပါ၏ဖျားမြတ်စွာသည်ဥရဝေလကတ္တပဌံခွင့်ပန်ပြီးတော့မိတင်းကုန်းနိုင်နဂါကြီးကိုဆုံးမခြင်းစားရတကူပြတိတ်ဟာ3500ကို ပြတော်မူလျက်ဥရဝေလကတ္တပဤညာဣန္ဒြေယင်တန်ခြင်းကိုစောင်းဆိုင်တော်မူလျက်ကိုကိုကိုယဟန်တာဆိုပြီးတော့အထင်ကြီးလျက်ဖြစ်နေသော ဥရဝေလကတ္တပကို တင်္ဃာယဟန္တာမုတ်တိပင်ယဟန္တာဖြစ်လောက်တဲ့အကျင့်ပင်တင်မမရှိဟုဆိုပြီးတော့ဆုံးမတော်မူလျက်တတိတံဝေကာယစီပါသည်ပါရမီရှင်ပြပြီးတတိတံဝေကာယပြီးတော့ဖျားရှင်ထံညီများတပည့်များနေတူအေပိကုယဟမြဝေကြ၏ဖျားရှင်ကကတပညီနောင်တို့ကိုဘဝများစွာတဏှာတလျှောက်လုံးယခုဘဝတိုင်းမိပူစောခြင်းအကျင့်ကိုခုံမင်းဆွဲလန်းစွာကြည်သူများဖြစ်ကြပြီးတော့ ဒေယတီတတောင်စင်ဟုကောင်းတဲ့သူတော်တောင်တို့ခေါ်ဆောင်သွားကမျက်စိနာနှာခေါင်းရှာကိုစိတ်အစင်အတန်အနဲ့အရသာအထီးအတွေ့အကြံအတွေ့မြင်တိစိတ်ကြာတိစိတ်နန်တိစိတ်တီတီစိတ်တွေးတိစိတ်နဲ့ဖက်သား၆ထွေဝေဒနာ၆ဝဒုံ၌ယာဂမိဒေါဒမိမောဟမိဇာတိမိစရမိမယနမိတောကမိဘရိတိဝမိဒုက္ခမိ ဒေါမနာတက်မီဥပါယာတမီဟုသောတဆက်တတန်တော်မီတို့အမြင်မပြတ်တရဆက်တောင်းလောင်းခြင်းကို ပြဆိုတော်အာဒိတတုတ်တော်ကိုဟောကြားတော်မူပါသည်ဒေသနာတော်ဆုံး၌ကတပညီနောင်ရတိတ်တထောင်တို့ယဟန်ဖြစ်ကြကုန်၏ထိုနေသည့်ပြသူလာပြင်းနေဟုဆိုကြတော်လေအမှန်မှပြသူလာပြင်းနေမရောက်မီနေပဲဖြစ်ပါ၏အဘဲကြောင့်ဆိုသောယဟန်သာများဖြစ်ကြပြီးနောက်ရင်းထုံးတဲ့အတူဒေါထွက်တော်မူလာစဉ်က ရာဇကျိုးပြည့်ရှင်ဗိမတာရမင်းနဲ့တွေးဆောင်ကိုက်ဖျားဖြစ်လျင်အဦးဆုံးကြွားခဲ့မည်ဟုဂရိစကားရှိခဲ့၍ပြာဒုလပြည်နေတွင် ရာဇကျိုးမြို့သို့ကြွားတော်မူသောကြောင့်ဟူ၍အဆိုးရှိသောကြောင့်ပဲဖြစ်ပါသည်